Hello မင်္ဂလာပါနော်မကုပြောမှာအေးချက်နေနဲ့ပတ်သက်ပြီးတော့ဗောနော်မမောင်ညီမလေးအေးချက်နေကိုဆက်သွယ်တဲ့အချိန်မှာစင်ကာပူဖုန်းနံပါတ် +65 လို့မြင်တာနေဒီအေးချက်ဟာစင်ကာပူမှာရှိနေနေမယ်လို့တထစ်ချာမယုံလိုက်ကြပါနဲ့စင်ကာပူနံပါတ်ဆိုတာသူတို့အလဲလာလို့ပဲဖြစ်ဖြစ်တခြားသူတို့ရဲ့တငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ီစင်ကက်ကိုဝယ်ခိုင်းပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်သူတို့လားလို့ပဲဖြစ်ဒီဖုန်းမှာ activate လုပ်ပြီးရင် WhatsApp မှာဒီနံပါတ်ကို install လုပ်ထားရင်တခြားနိုင်ငံရပြီတခြားနံပါတ်မြန်မာနံပါတ်ကိုသုံးနေလေဒီနံပါတ်ကို WhatsApp မှာတိမ့်ထားပါတယ်လို့ပြောရင်ဒီနံပါတ်နဲ့ပဲ WhatsApp ကဖြစ်နေမှာပါအဲ့လိုဆိုတော့ WhatsApp ကနေပြီးတော့ classify နဲ့ခေါ်တိုင်းနဲ့စင်ကာပူမှာလို့မထင်ပါနဲ့ဒီလူဟာဒီ agent ဟာစင်ကာပူမှာရှိမရှိဆိုတာကိုစင်ကာပူကလူတွေကို မေးပြီးတော့ဒီရဖုန်းလိုင်းပေါ့နော်ဖုန်းလိုင်း normal line နဲ့ကိုခေါ်ခိုင်းကြည့်ပါခေါ်ခိုင်းလို့ဒီမှာ ring ညီမှာဒီလိုာဒီမှာရှိတယ်လို့သတ်မှတ်လို့ရပါတယ် WhatsApp ဆိုတာ internet ရှိတဲ့ဘယ်နေရာတိုင်းမှသူဆက်သွယ်လို့ရပါတယ်နော်နောက်ပြီးတော့ကိုမမြင်ဘူးပဲနဲ့ဒီ agent ဆိုတာ ਨੇ သူများတကတငငချင်း recommend ပေးလို့ပဲဖြစ်ဖြစ်ယုံပြီးတော့ပတ်စံနေမပေးလိုက်ကြပါနဲ့နောက်ပြီးတော့ အလုံးမရသေးခင်မှာတပိုးစစ်ကိုလွယ်လွယ်ကူကူမပေးလိုက်ပါနဲ့အမပြောတယ်ကိုယ့်လက်ထဲမှာရှိတဲ့ပစံဟာကိုယ့်ပစံမှာနော်ဘယ်သူ့မှာအလွယ်တကူမယုံပါနဲ့ပြန်တောင်းပြီဆိုရင်ကိုယ့်ပစံငွေကောင်းကွဲပါတယ်နော်အဲ့ဒါတွေကိုသေချာစဉ်းစားပါနောက်ပြီးတော့မတ်ထက်ကိုအမြဲတမ်းမြင်တာမတ်ထက် recommend ပေးပါ agent ကို recommend ပေးပါမတ်ထက် recommend ပေးတာထက် ဒီအမပြောထားတဲ့ blacklist လူတွေကိုရှောင်ရင်ဟုတော်တော်လေးအဆင်ပြေလာပြီနောက်ပြီးတော့အမကဘလို့ဘလို့လုံဆိုတာကိုအမအမြင်ရင်းပြောပြဒါတွေကိုတေချာနားထောင်ပြီးတော့ကိုအေးချက်အပ်ပြီဆိုရင်စင်မယ်မေးရမယ်မြန်ရမယ်လေ့လာမယ်ဆိုရင်တော့မအများကြီးသိနေပါအခုဟာအမပြောတာတွေကိုနားမထောင်ဘူးမထက်ပြောလိုက်ရင်ရပြီဆိုတာမျိုးမလုံနေပြီးတော့ နိုင်ငံခြားမှာလာပြီးအလုပ်လုပ်တာ internet ခေအရာရာတိုးတက်နေတဲ့ခေတ်မှာဘာကိစ္စမဆို Google ကနေရှာလို့ရတယ်အဲ့ဒီအတွက်ဆိုတော့ Google မှမရှာချင်တာအမအကျင့်တစ်ခုလုပ်ပေးနေတာနော်ဒီမှာအကျင့်တစ်ခုလုပ်ပေးနေတာဘာလဲဆိုတော့အမကပြောလိုက်တယ်ကဲ home ကိုသွားပါဆိုရင်အမလိပ်စာမပေးဘူးဆိုရင် home home လိပ်စာအမတင်ထားပြီးသားဟုတ်လို့ MOM ကိုသွားဆိုရင်အမ MOM လိပ်စာအမထဲမှာရှိပြီးသား ရှာကြည့်ပါ အမရဲ့ဒီ TikTok wall မှာနေရှာလိုက်တာနဲ့အမနာမည်တွေတက်ထားပေးတာဒီလောက်ရှာတာဘယ်လောက်ချိန်ကြာမှာမဟုတ်လို့လေရှာပါเนาะ TWC2 ကိုသွားပါဆိုရင် TWC2 လိမ့်စာအမတင်ထားပြီးသားပါအမက information အစ်စ်ပေးရမယ်ဆိုရင်အပြည့်ဝပေးပါလေဒီလိုပဲပြောလိုက်ပြီးဆိုရင်အမရဲ့အကောင့်ထဲမှာဒါတွေကိုအမအတိအကျရှင်းထားပြီးသားလိမ့်စာနေရာဘယ်လိုသွားမယ်ဆိုတာအမရှင်းထားပြီးသားဖြစ်တဲ့အတွက်လေးလာပါဒီဟာလေးတောင်မှ အမရဲ့ပြောလိုက်လို့အမပြောလိုက်တဲ့စကားကိုမသိပဲနဲ့ဒီလိုလေးပြောလိုက်တာနဲ့ဟုံးဆိုရင်ဟုံးလိုက်စာပေးပါလို့အလွယ်ပြောတာအမဒီလောက်အချိန်ကြီးကုန်ခံပြီးလှုပ်ထားတဲ့လူတယောက်ကိုစော်ကားတာနဲ့တူတူပါပဲပြီးတော့ကိုရီးယားတခုခုဆိုရင်ရှာတက်ဖွေတက်တယ် Google ကရှာတက်ဖွေတက်တယ်ဆိုတာမျိုးလေးကိုအကျင့်လို့ပါဒီနိုင်ငံမှာအလုပ်လုပ်တယ်ဆိုရင်အလုပ်ရှင်တွေကဒါလုပ်ဆိုရင်ပြောလိုက်ရင်မသိဘူးဆိုရင်တော့ကိုယ့်အကူရှာရတာပါ ုခေကနေရှာရတာဒီလိုရှာတက်ဖွေတက်တာကိုလုပ်ပါဟိုတခုခုဆိုလူတကာလိုက်မေးနေတဲ့အားလုံးအင်တာနက်မှာရှိတာရှာတက်အောင်လုပ်ပါနော်နောက်ပြီးတော့မပြောချင်တာအေးဖုန်းနံပါတ်တီအလွယ်တကူမယုံပါနဲ့နောက်ပြီးတော့တခုခုကိုမမေးခင်မထက်ကပြောထားပေးသားဆိုတာကိုလေ့လာပါနောက်ပြီးတော့အမအခုဆိုရင်ကြည့်စကားပြောတာအောင်နားထောင်နေတဲ့လူတွေအမမူဗီရိုက်ပေးတယ် နောက်ပြီးတော့ Facebook မှာလည်း page မှာအမစာတွေနဲ့ရေးပေးဒါဟိုတော့မှအမကိုထက်ခါထက်ခါပြထားပြီးသားရတယ်ထက်ခါထက်ခါမမေးပါနဲ့အစ်စ်ဆိုရင်တော့အမ sharing အနေနဲ့အမထပ်ပြီးတော့လုပ်ပေးပါတယ်အမပြောလေပြောပြတယ်စာဖတ်ချင်တဲ့လူတွေလည်းသွားဖတ်ပါ Facebook မှာ like and follow လုပ်ထားပြီးတော့ကြည်ပါအမအဲ့လိုမျိုးနဲ့စာတွေလည်းအမအချိန်ပေးပြီးရေးထားပါတယ်လေ့လာပါသင်ယူပါเนาะ ဒီလိုမျိုးမျက်ဝေပေးတဲ့လူတွေရှိတယ်ဆိုရင်ဒါတွေကကိုယ့်အတွက်အခွင့်အကောင်းတစ်ခုပါเนาะအမအောင်ပြောတယ်ဒီမှာအိရှာလုံနေလူတွေပေါ့နော်တခြားဟာတွေတင်နန်းနေတက်ချင်နေဘယ်လိုလုပ်ရမလဲဆိုတော့တင်နန်းနေလဲတက်ပါအခုအမပြောပြတဲ့ဟာတွေဥဆိုရင်လေလေလာပြီးတော့ကိုဟာကိုကုကဲကနေရှာတယ်ဆိုရင်လေအဆင်ပြေမယ်လို့တော့အမမျှော်လင့်ပါတယ်မြန်မာလူပြောထားတာဆိုဒါနဲ့တစင်တစင်သွားပြီးတော့လေလာလို့ရပါတယ်เนาะ ဆိုတော့ကိုဟာသူများတကာမမေးခင်မှာဒီအမကပြောထားပြီးပြီလားဆိုတာကိုကြည့်ပါ တခါလာလဲဘယ်အေဂျင့်ကောင်းလဲတခါလာလဲဘယ်အေဂျင့်ကောင်းလဲဆိုတာကတော့မဟုတ်သေးဘူးလေကိုပစံနေပေးမဲ့အေဂျင့်ကိုကိုဟာကိုလေ့လာပါကိုစိတ်တိုင်းကြပြီဆိုမှပေးလိုက်ပါကိုတော်မှလူမမြင်ဘူးသေးပဲနေလွယ်လွယ်ပေးလိုက်ပြီးတော့မှနောက်ကြမှာဟိုလူကိုကဲပါဒီလူကဲပါပြောတာကြီးကြတော့စဉ်းစားကြည့်လေဒါမှ ဒါဆိုထပ်ပြောမယ်နော်နံပါတ်1စင်ကာပူနံပါတ်ဆိုတိုင်းစင်ကာပူအေဂျင့်လို့မယုံပါနဲ့နံပါတ်2သူများပြောတိုင်းအလွယ်တကူမယုံပါနဲ့မထက်ကိုလိမ့်စာတွေ ပါတယ်မေးတာတဲ့မထက်ပြောထားပြီးသားဖြစ်တဲ့အတွက်ရှာကြည့်ပါเนาะအမအကုန်နံပါတ်တွေနံပါတ်ရေးလည်းတက်ထားပါတယ်เนาะအလွယ်တကူမရှာနဲ့ M1 ရဲ့ဖုန်းနံပါတ်တောင်မှအမတင်ထားတယ်ဒါမှမဟုတ်လေ Google မှာရှာလိုက်လို့ရတဲ့အရာကို M1 ဖုန်းနံပါတ်ဘယ်လိုလဲမေးတယ်အရန်အလွယ်လိုက်လွန်အကြည့်တယ်အဲ့လိုလူမျိုးကအမမကူညီခြင်းဘူးအမအရှင်းဆုံးပြောတာအမကလူတွေကိုချစ်တတ်တယ်မေတ္တာထားတယ်ဒါပေမဲ့အာမနာတတ်ဘူးမဟုတ်တာလို့ရင်အမတဲ့ပြောဖို့ဝင်မလေးတတ်ဘူး အဲ့ဒါကိုအမှတ်ထပ်ပါပဲเนาะโอเคဘိုင်ဘိုင်เนาะ